မင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုမျှဝေပေးချင်တာကတော့ Home Studio တွေ Music Producer တွေအတွက်စောင့်ထားတဲ့ Twin Track ကထုတ်တဲ့ Ether Bass BST Plugin လေးအကြောင်းပဲဖြစ်ပါတယ်ကျွန်တော် Bass Guitar မတီးတဲ့ Music Production တွေအတွက်အရန်သုံးဝင်ပါတယ်လက်ရှိလဲသုံးနေကြတဲ့လူတွေအများကြီးရှိပါတယ်ကျွန်တော်ကတော့မသိသေးတဲ့လူတွေအတွက်မျှဝေပေးတာပါ Ether Bass ကိုကျွန်တော်အတန်ဖန်းဆော်ရဲမှာခေါ်လိုက်ရင်ဒီပုံစံတိုင်းတွေ့ရမယ် Ether Bass Modern ရှိတယ် Ether Bass Vintage ရှိတယ်ဒါ Modern ပေါ့ Ether based vintage ကိုနှိပ်လိုက်မယ်ဒီပုံစံမှာကိုကြိုက်တဲ့ကာလာကိုရွေးသုံးလို့ရတယ်ဗောနော်သူ့မှာကောင်းကွက်ကတော့ group ဆိုပြီးတော့ library တွေပါတယ်ဒီ library တွေထဲမှာကျွန်တော်တို့က ready made TV သားတွေယူသုံးလို့ရတယ်ကိုတီးတဲ့ key တွေ ော့ဒီနဲ့ကိုက်ညီအောင်နော်ကိုက adjust ပြန်လုပ်ပေးရမှာပေါ့ဥပမာဒီမှာ easy base ထဲက straight 44 44တိုင်းမင်းကျွန်တော်1.4ကိုတစ်ချက်ခေါ်ကြည့်မယ်တပိတချက်နှုံးလေးတီးသွားတာ1.8လေးခေါ်ကြည့်လိုက်မယ်ဒါသူကွေပါလေးတီးပြတာလား1.8နဲ့ဒါဆိုရင်1.60စီမီကွေပါ ျွန်တော်အရင်ဆုံး drone track လေးတစ်ခုခေါ်ကြည့်လိုက်မယ်နမူနာအနေနဲ့ EZ drone ကိုကျွန်တော်ထည့်ထားတယ် EZ drone ထဲမှာလည်းဒီလိုပဲ library ပါတယ်အဲ့ထဲကကျွန်တော်နမူနာတစ်ခုဖွင့်ကြည့်လိုက်မယ်ဒီကောင်လေးကိုကျွန်တော်သုံးကြည့်လိုက်ဒီကောင်ကိုကျွန်တော်သူ့ထွက်မှာဆွဲထည့်လိုက်မယ် ezer base ခေါ်လိုက်မယ် ezer base ခုန group တွေကကျွန်တော်1.8လေးတွေကတစ်ခုထည့်ကြည့်လိုက်မယ်ဒီကောင်လေးမစိုးဘူးကျွန်တော်ဒီကောင်လေးကိုကျွန်တော် baseline ထဲမှာခေါ်ထည့်လိုက်မယ် account ကိုကျွန်တော် base ကိုသူနဲ့ live ဖက်တဲ့အတွက်ကျွန်တော် copy ပြောင်းလိုက်မယ်ရိုးရိုးရှင်းရှင်း CA minor FG ပဲသွားလိုက်မယ်ဒီ account ကို A ပြောင်းလိုက်မယ်ဒီ account ကိုကျွန်တော် F သွားလိုက်မယ်ဒီကောင်ကိုကျွန်တော်စိုးမှထားလိုက်ကြီးပေါ့ကြီးမှထားလိုက်မယ်နောက်ကောင်ကိုကျွန်တော်ရေးရမှာပြင်လဲဖြတ်လိုက်မယ် ော် sorry ဒီကောင်မှာဖြတ်လိုက်မယ်ဖြတ်ပြီးတော့ဒီလေးပါးကိုလှအောင်လို့နည်းနည်းကွန့်လိုက်မယ်ဒီကောင်ကိုကျွန်တော်တီလေးထားလိုက်မယ်အဆုံးကလာလေးကိုကျွန်တော်ဆိုထားလိုက်မယ်ဒီကောင်ကိုဆိုရှက်စီလေးထားလိုက်မယ်လာတီလေးထားလိုက်မယ်ဒီကောင်ကိုလာပြောင်းလိုက်မယ်ဒီကောင်ကိုတီပြောင်းလိုက်မယ် ပြီးရင်ဒီကောင်ကို copy ကူးလိုက်မယ်ကျွန်တော် control c ပြီးရင် cursor ကို file မှာချလိုက်မယ်ဒီလေးပါးကို copy ကူးပြီးတော့ paste လုပ်လိုက်မယ်ကျွန်တော်အစကနေပြန်လုပ်ဟောင်းကြည့်မယ်ကျန်လေးပေါ့နော်ကျွန်တော်ဒီ amazing ကိုဆိုးရဲသွားပြီးတော့ ဘေ့စ်လိုင်းလေးကိုတိုးလျှော့လုပ်လို့ရမယ်ဖက်တွေကျွေးလို့ရမယ်ဒီကောင်ကို wave ပြန်ပြောင်းလို့လည်းရတယ် ကျွန်တော်တို့ base ရဲ့သဘောတဘာဝကိုနားလည်ထားမယ်ပြီးတော့ဒီ notes တွေကိုထိုက်လျောက်ကျွမ်းကျင်ထားမှဆိုရင်ဒါကျွန်တော်အလွယ်တကူတီးလို့ရပါတယ်ကျွန်တော်နောက်နောက်ပုံစံတစ်ခုကျွန်တော်ဒီကောင်ကိုခေါ်ထည့်ကြည့်မယ်သူ့မှာ ready made TV သားအများကြီးရှိတယ်ဒီမှာ americana 44 first လေးပဲကျွန်တော်နားထောင်ကြည့်လိုက်မယ်ကောင်း ီးတတ်တာဟိုကလှနေတယ်ဒီကောင်လေးကိုကျွန်တော်မှဆွဲထည့်လိုက်မယ်နောက်ထောင်ကြည့်လိုက်မယ်ဒီလိုပုံစံမျိုးရေးဖို့ဆိုရင်ကျွန်တော်အချိန်တော်တော်ပေးရမယ်ဒီလိုလှနေအောင်ဒီမှာဒီလို velocity တွေကိုလူတီးတာနဲ့တူအောင် move တွေကို လက်ချိန်ရမယ်အလုံးတွေကစားတာတွေကိုတီချာဖြတ်တောက်တွေနဲ့တီချာလုပ်ရမယ်အခုသူ့ရဲ့ library ထဲကနေပြီးတော့သူ့ရဲ့ preset ကိုယူသုံးလိုက်ရင်ကျွန်တော်တို့ကလွယ်လွယ်ကူကူနဲ့တချင်းနဲ့လိုက်ဖက်မဲ့ style လေးကိုရပြီဒီမှာကျွန်တော် code တွေတော့ပြန်ပြင်ပေါ့ဗျာဥပမာ तू ကတော့ဒီမှာထိတ်ဆုံးက D key နဲ့သွားထားတယ်ဒါကိုကျွန်တော်တို့ကကိုကြိုက်တဲ့ key နဲ့ပြန်ပြောင်းလို့ရပါတယ်ကိုတချင်းက G ဆိုရင် G ပြောင်းမယ် C ဆိုရင် C ပြောင်းမယ် code လေးတွေလိုက်ပြောင်းလိုက်ပြီးတော့လူတို့ပိုလ်ရှော့လေးလုပ်လိုက်ရင်အလွယ်တကူနဲ့ base line တစ်ခုကိုဖန်တီးနိုင်မှာဖြစ်တယ် ုံးဆွဲရတာလည်းလွယ်ကူပါတယ်ဒါမိတ်ဆွေတွေကိုမတိသေးတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်မျှဝေပေးတာပါလိုအပ်တဲ့လူကတော့ထုံးစံတိုင်း Telegram မှာလာယူလို့ရပါတယ်ဒါလည်းကျွန်တော်သိပ်ပြောလို့မကောင်းဘူးကျွန်တော် YouTube မှာ server လာမတောင်းမှလည်းကျွန်တော်ပေးလို့မရပါဘူးကျွန်တော်အောက်မှာ video ရဲ့အောက်မှာ Telegram link တွေထည့်ပေးထားပါတယ်အဲ့ဒီမှာကျွန်တော်ဖုန်းနံပါတ်နဲ့လည်းလာလို့ရပါတယ် Telegram မှာကျွန်တော်ကူညီနိုင်လားဆိုကူညီပေးပါမယ် base မတီးတတ်တဲ့ music producer တွေအဓိကတော့ကျွန်တော် home studio မှာ အပစ်ဂီတာတွေပဲမတီးဘူးပရိုဂရမ်နဲ့ပဲတီးမယ်ဆိုတဲ့လူတွေမတုံးဘူးသေးတဲ့လူတွေမတိသေးတဲ့လူတွေအတွက်ရည်ရွယ်ပါတယ်အဆင်ပြေမယ်လို့လည်းထင်ပါတယ်တုံးဆွဲရတာလည်းလွယ်ကူတဲ့အတွက်အခက်ခဲမရှိတော့ပါဘူးကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေး subscribe လုပ်ထားပြီးပါအောင် follow လုပ်ထားပြီးပါအောင်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်